အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နောင်ချိုကိုမကြခင်ရောက်တော့မှလို့ပောက်ကိုတော်ပြောလာတဲ့အထူးသတင်းမပူတူအနီဘက်ကူတော့မယ်လို့သတင်းတွေထွက်နေလို့ဖြေရှင်းလာတဲ့ရုပ်တံတွေပါတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာမင်္ဂလာမင်္ဂလာပါဗျာဒီနေ့က36လပိုင်း2000ထဲမှာ25ဖြစ်ပါကြအခုသူတွေရောက်ရှိတဲ့နေရာကတော့အာနောင်ချိုမြို့နယ်ဩမကအုပ်စုပေါ့နော် ီမှာအုပ်ချုပ်ရေးမှုရုံးမှာဥစဉ်ဒါရောက်ရှိနေပါတယ်ဗျခစ်တစ်တို့မင်းစီမာတို့ဒီဘက်ပြည်ဖြစ်တည်ထဏာတွေကိုပတ်ဖို့တော့ပြောချင်တာခါတော့ဒီစစ်ကြောင်းကနေတဲ့ဟိုဘက်ဥမတိဘက်ကိုတောင်းမတူးမတူးပေါ့အဲ့ဒါတွေဝဲလေနေဆိုပြီးပြောချင်တာနော်အဲ့တော့မပူပါနဲ့လို့ပြောချင်ပါနော်မကြခင်မှာဒီတောင်ချိုတိဟိုဘက်မှာလည်းတက်လာတယ်ဒီဘက်ကလည်းလုံးနေတယ်အခုကတော့လောလောဆယ်ဒီဂျမ်းဖက်တွေကိုရှာပြီးမှတိုက်နေရတယ်အနေထားတစ်ခုဖြစ်သွားတယ်ဗျာနော်လာလိုက်ပြီးမှဒီဘက်စီးပြဲတဲ့လူလိုက်လှဲနေပါလေကွာเนาะအဲ့တော့ရှေ့မရောက်ဘူးရောက်တဲ့ဆိုတော့ဦးစင်းကိုယ်တိုင်ဒါ ။ဘုံမကားအုပ်စုလောင်ချုံမျိုးနယ်တဲ့ကအောက်ချုံရေမှုရုံးရောက်ရှိနေပြီဆိုကြတဲ့ကသဘောပေါက်ပါဗျာနော်။ပောက်ကူတော်မှာကတော့ဒါဗလဲနဲ့မှလည်းပေါက်ပါရပတိပဲပါပါတယ်နော်။အဲ့တော့ပြောချင်တယ်ပြည်ဖက်တည်င်းဌာနတွေနော်ဒီအုံမဒီအုံမကားအုပ်စုမှာရှိတဲ့အောက်ချုံရေမှုကတော့ခင်ဗျားရောက်နေလို့တော့မတည်ဘူးပေါ့နော်။အောက်ချုံရေမှုကြီးလည်းမကြခင်မှာခင်ဗျားနေရာဆိုမှလာပြီးအောက်ချုံရအောင်လုပ်ရနော်။အဲ့တော့အုံမကားဘာမှရှိတဲ့ပြည်သူပြည်သားများအားလုံးကိုလည်းဦးစေပြောချင်တာကမကြခင်မှာတောက်ထိုင်ခွေးကြီးရအစပေါ့နော်။ဒါမကြခင်မှာခင်ဗျားတို့လက်ရွာလေးတွေကိုအေးချမ်းမှုအတွက်ကိုဦးစေတစ်ချိန်ကပြောခဲ့တဲ့စကားတစ်ခုကိုတန်ပြောမယ်။ ီတိုင်းမျိုးကိုငင်းကြအောင်အေးကြအောင်လုပ်ပေးနိုင်တာဟာတက်မတော်မှာပါအခြားဘယ်သူမှမရှိတဲ့သဘောဥစ္စာခဏခဏပြောခဲ့ပါလေဗျာနော်ခင်ဗျားတို့ဒီနေရာတွေကိုတက်မတော်ရှိလို့ခင်ဗျားတို့ရှောင်ရတာမဟုတ်ဘူးအကျန်းဖက်တွေရှိလို့ရှောင်ရတာအဲ့အကျန်းဖက်တွေကိုရှင်းလင်းတာတက်မတော်ကရှင်းလင်းတယ်ဒါဆိုရင်သဘောပေါက်ဖို့လိုပါဗျာနော်အဲ့တော့ခင်ဗျားတို့အစတော့ခင်ဗျားတို့ပထွေးကိုဖေးရင်းထည့်ပြီးမှခုံကြီးထည့်ပြီးမှအားကိုးကြတာပေါ့ဗျာနော်အဲ့တော့ပထွေးဆိုတာကတော့အပြောကောင်းနေကြ။မရခင်ကတော့အပြောကောင်းနေပထွေးရပြီလို့နော်။ခင်ဗျားတို့တူတာတမီးရင်းမှမဟုတ်တာကြာနော်။ အဲ့ပထွေးပြောတော့ခဲ့ပထွေးရဲ့သကလုံးထဲမှာမျောပြီးမှာပထွေးတွေရလို့ချင်းငါတို့ဘလို့ဘလို့လုံးပိုင်ခွင့်နေသူခင်ဗျားတို့အဲ့ပထွေးတွေလည်းခင်ဗျားအဲ့ညာလည်းရောက်ရောခင်ဗျားတို့လည်းပြေးရတာပဲအခုခင်ဗျားတို့ဖေးရင်းဖြစ်တဲ့တမ်းမတော်ကနေပါခင်ဗျားတို့နေနိုင်မှုတော့အေးစေးစေးပြန်ရဖို့အတွက်အေးစေးစေးတောင်းရလဲရလေးလုံနိုင်မှုတော့ကြံကင်းနေလုံနိုင်မှုအတွက်ကိုညဖက်တီကိုခင်ဗျားတို့ပထွေးတော်ခဲ့တဲ့ဟာကိုပြန်ပြီးမှရှင်းလင်းနေပါကြပါနော် ဒီချိန်မှာခင်ဗျားတို့လည်းကွဲကွဲပြားပြားတိတောက်ပြီးလို့ဦးစင်းကတော့တုံးတက်ချင်ပါလေကနော်ဖေရင်ကဖေရင်မဲ့မထွေးမဲ့မကွဲမကွဲပြားဘူးဆိုရင်တော့ခင်ဗျားတို့တိုက်နေခင်ဗျားတို့ကံလို့ပဲဦးစင်းကတော့ပြောချင်ပါလေကနော်တခုပြောချင်တာကတော့ခင်ဗျားတို့ဒီမကြခင်မှာခင်ဗျားတို့ရိုက်ရွာတွေကိုခင်ဗျားတို့ကြေးပါတွေကိုခင်ဗျားတို့တောင်းရလင်ရတွေကိုပြန်လို့ရတော့မယ်ပြန်ပြီးမှအခုလဲလာလို့မရဘူးလားလာလို့တော့ရည်ဒါပေမဲ့ခင်ဗျားတို့ကိုပို့ပြီးမှကောင်းကားပြအိတ်နောင်အလုတ်ကောင်းကောင်းလုပ်နိုင်အောင်စိတ်ချမ်းသာအောင်နေလောင်ကလေးတွေရွာမှာကြောင်းကောင်းကောင်းထားနိုင်အောင်ကြောင်းထိုင်ဖုံးကြီးအေးစစ်စစ် တရဏာပြုတ်နိုင်အောင်ဆိုပြီးမှတမတော်ကနေမှဒီပတ်ပတ်လဲမှထောင်းတဲ့မိုင်းတွေကိုရှင်းလင်းနေတယ်စနစ်တကျခင်ဗျားတို့အန်ဒီယကင်းဗေးရှင်းစွာနေနိုင်မှုတွေကိုဒါတမတော်ကစနစ်ကျလုံဆောင်နေအောင်ဆိုတဲ့အကြောင်းကိုလည်းနောင်ချိုမြို့နယ်မှာရှိတဲ့အုံမတိအုံမခဒီနာဤတပိုက်ကကြောက်ကြောက်ရွာတွေအကုန်လုံးကိုပောက်ကတော်ကနေမှပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျချစ်တော်ကိုမုန်းစကားပြောပါဦးမယ်ကျမကိုအဖို့ပွဲစားလာမှငါနဲ့ကျမမကြိုက်ဘူးထပ်ပြီးပြောမယ်နော်ကျမကိုအမှုပွဲစားလာမှားနေကျမမကြိုက်ဘူးနံပါတ်1ကျမအမှုပွဲစားမလုပ်ဘူးနံပါတ်2ကျမတည်င်းအယောင်ဝယ်မလုပ်ဘူး ိုယ်တိုင်ကလည်းဘယ်ဝင်ကြီးဘယ်လူကြီးဘယ်ဌာနအောင်မှတည်င်းတော့မပေးဘူး။အေးကျမကသူများကဘယ်မှာပါဖြစ်နေပါလဲလို့တည်င်းလာပေးတယ်။ကျမအဲ့တည်င်းကိုမရှုံဘူး။အဲ့တည်င်းကိုမရှုံဘူး။ကျမဘာသူပြောတဲ့တည်င်းမှာမရှုံဘူး။ဘာလို့လဲ?ကျမကိုယ်တိုင်မြင်ရတာကြားရတာမဟုတ်တဲ့အတွက်ကျမတည်င်းတွေကိုမရှုံဘူး။ဒါကြောင့်လို့ကျမတည်င်းလာပေးရင်လည်းမရှုံဘူး။ကျမကလည်းတည်င်းတမယောက်တော့မပေးဘူး။ကျမတည်င်းရောက်မှမလို့။နံပါတ်3ကျမစကားရောက်မှမလို့။ရုပ်စွာဆုံး ဒီလူတယောက်လူတယောက်လည်းကျမနဲ့မတည့်ဘူးပေါ့လူတယောက်လည်းကျမနဲ့ပြဿနာတက်တယ်လူတယောက်လည်းကျမနဲ့ရံဖြစ်တယ်ဆိုပါဘူးအဲ့ဒီလူကိုကျမဘဝမှာမုန်းသွားပြီကျမတို့ဘလက်လေးစင်းသွင်းလာပြီဆိုရင်အဲ့ဒီလူရဲ့ရှင်အဲ့ဒီလူရဲ့ရှင်ချင်းနေဟိုအဲ့ဒီလူရဲ့ကောင်းချင်းဆိုးချင်းနေကျမစိတ်ဝင်စားအောင်စကားတည်းထည့်မပြောဘူးလူတယောက်ကိုမုန်းသွားပြီလူတယောက်ကိုအမြင်မကြည့်ဘူးဆိုရင်ကျမဘယ်တော့မှစကားတည်းထည့်မပြောဘူးခေါင်းထဲလည်းမထည့်ဘူးလူရမသွင်းတော့ကျမကိုချစ်တဲ့လူတွေနဲ့ကျမချစ်ရတဲ့လူတွေကိုပဲကျမစကားတည်းထည့်ပြောတယ်ကျမမုန်းသွားပြီဆိုရင်လူတယောက်ကြောင့်စကားတည်းထည့်မပြောဘူးအဲ့အတွက်ကျမမုန်းသွားတဲ့လူတယောက်ကြောင့်ကျမတရင်ရောက်မယ်မလို့စကားရောက်မယ်မလို့ တခြားလူကြောင့်တော့ဝေးရောပဲเนาะကျွန်တော်မဘုဒ္ဓမဟာသွေးနံပါတ်1ကျွန်မအမှုကွဲစားမလုပ်ဘူးနံပါတ်2ကျွန်မတရင်ရောက်ဝယ်မလုပ်ဘူးနံပါတ်3ကျွန်မစကားအပေးယူမလုပ်ဘူးဒါကြောင့်မလို့ဒီလိုကိစ္စမျိုးတွေနဲ့ကျွန်မကိုလာပြီးမဆက်သွယ်ကြနဲ့ကျွန်မလုံးဝမကြိုက်ပါဘူးဆော့ကျွန်မတို့ပြောချင်တာက ကျမတို့ကျမတို့ပေါ့နော်ကျမပါပါတခြားသူတို့တော်တော်များများကိုဒါပေမဲ့အုပ်စုတွေကအစိမ့်နေလို့တို့ရေကူးတာအပြည့်တတ်မှတ်ထားကြတယ်ကျမတို့ခါနေကျမစိမ့်စိမ့်မစိမ့်နေတို့စိမ့်ချမှာတော့အနီကိုမထောက်ခံရင်ဒီလူကအစိမ့်မယ်ဒီလူကပိုးမှာပဲဆိုတော့အဲ့ဒီတွင်ကျမကအစိမ့်ကောင်းချောင်းကိုပြောနေလို့ထိုးမလာဘူးငါတို့အစိမ့်တွေကဘလို့ကောင်းမင်းနေတော့နေတွေကဘလို့မကောင်းဆိုပြီးတော့ပြောလို့မရတော့လက်ရှိအချိန်မှာကဈေးကွက်ဟိုဘလို့ပြော marketing ဆင်းတယ်လို့ပဲဟိုမိမိရဲ့ဟိုကုန်ပစ္စည်းတွေကိုကြောင်းကြတယ်လို့ပဲကိုရီထောက်ခံတဲ့လူဖုတ်ကိုရီကိုရီထောက်ခံတဲ့အဖွဲ့အစည်းတွေကိုနေမျိုးစုံနဲ့ကျမတို့ကအယောင်တင်ပေးရမယ်အဲ့ဒါကြောင့်မလို့တချို့နေရာတွေမှာစကားပြည့်ရတော့ရတယ်ဒါကျမမပြောဘူးလို့မပြောဘူးလို့တွေးထားပေးမယ်ပြောရအောင် ဥပမာပေါ့နော်မင်းကကျွန်မပြောလိုက်တဲ့ကိစ္စမျိုးဆိုကျွန်မကဘူလောက်ဘူလောက်ဆိုရင်မန်မေဒါတာညိုညိုသိမှားတယ်လို့တွားပြောလို့ရှိရင်နင်ကအစိမ့်မို့လို့ဒီစကားပြောနေလို့လာလိမ့်မယ်အဲ့အတွက်ကျွန်မလိုချင်တဲ့ဆိုလိုရင်းဝင်ချောင်းကိုကျွန်မစကားပြရင်လည်းတွေ့ဝိုက်ပြီးပြောရတယ်ကျွန်မတွေ့ဝိုက်ပြီးပြောတဲ့ခါကျတော့ကျွန်မပေးချင်တဲ့ message ကိုပြည်သူလူထုကရှာတယ်ကျွန်မရုပ်တံဖိုင်ညှားထောင်တဲ့လူတွေကရှာတယ်ဒါကြောင့်မလို့ YouTube က comment နေထဲမှာဝင်ကြည့်သူတို့ရဲ့သဘောထားအများဆုံးကကျွန်မပေးချင်တဲ့ message နဲ့တထည်ရဲကြတယ် TikTok က message တွေဝင်ကြည့်လဲကျွန်မပေးချင်တဲ့ message နဲ့တထည်ရဲကြတယ်ဒါပေမဲ့ကျွန်မလည်းခင်မဲပါတယ်ဆိုတဲ့လူတွေကျွန်မနဲ့နိုင်ငံရေးတွေကိုအများကြီးဆွေးနွေးလေးရှိတဲ့လူတွေက ဒီဆိုလိုရင်းကိုမြင်အောင်မကြည့်နိုင်ပဲနဲ့ကျွန်တော်ကိုရန်ရှာကြတာတွေ့ရတယ်။မနေ့ကတော့တော်တော်များများပြဿနာရှာကြတာတည်းဖုံးဆက်ပြီးပြောကြတာတည်းရှိကြတယ်။အော်စိတ်လည်းစီမလုံးနဲ့ပေါ့ဗျာလေ။တာကူးလို့ဘယ်နာမှတာနေလို့ဘယ်ဘက်ကိုကူးရမလဲ။ပြောကြည့်ပါဦးကျွန်မ လက်ရှိအတိုင်းတာကလက်ရှိနိုင်ငံရဲ့ခင်းချင်းမှာလူနဲ့ချမ်းတာလူနဲ့တီးပဲချမ်းတာတာအဘခစ်ကိုထမိန်အမခစ်မှာထမိန်ထုံးပြီးအဘခစ်ကိုဘောမနဲ့မျက်နှာပြောင်တိုက်တဲ့လူတွေကချမ်းတာတာဘယ်ဘက်ဘက်မှမတဘူးဟိုဘက်မှနေရင်လည်းအသက်ခံနေရတာဒီဘက်မှနေရင်လည်းအသက်ခံနေရတာအကုန်လုံးကအသက်ခံနေရတယ်အသက်ခံနေရတယ်ငတ်နေကြတယ်မိသားစုတွေသေကွဲကွဲနေရတယ်ရှင်ကွဲကွဲနေရတယ်အတိဒုက္ခရောက်နေတယ်တာတဲ့ဘက်ဆိုတာဘယ်ဘက်မှမရှိဘူးတာတဲ့ခင်းချင်းတစ်ခုကိုရောက်လာဖို့ဆိုရင်စစ်ပေါင်နေချင်းပို့တဲ့နိုင်ငံရေးပေါင်ကြောင်ချက်ရမယ်ဒါကြောင့်မှတာတဲ့အချိန်တွေတစ်ခုကိုရောက်လာနေတယ်ကျော့ တစ်ခါတစ်ခါဆိုလိုခြင်းနဲ့ရေးပဲတက်တယ်ကိုမြင်အောင်ကြည့်ဖို့လိုတယ်ကျွန်မအချက်တုံးမုံစကားလေးပြောချင်ပြောချင်တာဖြစ်ပါတယ် NLD ဆိုတဲ့နာမည်ကိုကြားတာနဲ့ကြွကျဲနေတာမျိုးမဖြစ်စေချင်ဘူးအဲ့လိုမျိုးလည်းမဖြစ်သင့်ဘူးဘာလို့လဲဆိုတော့လက်ရှိ NASA ကအစိုးရရဲ့အဲ့ဒီမှာရေးမယ့်ချက်ကပါတီဆောင်ဒီမိုကရေစီစနစ်ပါတီဆောင်လို့ပြောထားတာဖြစ်တယ်တဲ့ပါတီလဲဆောင်မယ်လူလဲဆောင်နေလေလက်ရှိမှာအစိုးရကိုယ်တိုင်ခင်လာတဲ့လမ်းကြောင်းကပါတီဆောင်ဒီမိုကရေစီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်တစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့အတွက် တို့တို့ Federal ကနေ Confederate မသွားရင်ရပြီ။ဒီညမှာ Federal ကနေ Confederate မဖြစ်သွားအောင်ထိန်းချုပ်နိုင်ရပြီ။ပါတီဆောင်လို့အစိုးရကိုယ်တိုင်ကကြွေးကြော်ပြီးတော့အစိုးရကိုယ်တိုင်ကပါတီဆောင် Democratic ကိုအခြေခံနဲ့ Federal ပြည်ထောင်စုကိုသွားမှာဖြစ်တယ်လို့အဲ့ဒီပေါ်မှာချောလဲရောထိုင်ပြီးရေးလဲငားလိုက်နေဖို့ပဲရှိနေမယ်။နော်အာလက်ရှိမှာဥပုကိုကြီးတို့ဒီအာဒေါ်ဆန္ဒမင်းဗောဒေါ်ညိုညိုတင်းတို့လက်ရှိဒေါ်သက်သက်ခိုင်တို့ NLD ကနေခွဲထွက်လာတော့မကြိုက်ကြဘူးအကြားသိကိုအတမသွင်းပါလေဘာဖြစ်တယ်ညာမျိုးစုံပြောကြတယ်ဒါဆိုလို့ရှိရင်ဒီလူတွေကိုယ်တိုင်ကိုလက်ဆက်ကအစိုးရကိုယ်တိုင်ကလူကြောက်သွင်းပြီးတော့နေရာပေးထားတာလေ အစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကအတိအမှတ်ပြုပေးထားတာအစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကနော်နိုင်ငံတော်အဆင့်ဆွေးနွေးပွဲတွေမှာဖိတ်ခေါ်ပြီးတော့တည်ယုံရဲ့အတိအမှတ်ပြုထားတာဖြစ်တယ်နော်ဒါကြောင့်မလို့ခင်ဗျားတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေအစိုးရကဒီပေါင်းဒီနီးလန်းတိုင်ချထားတာဖြစ်တဲ့အတွက်ဒီနီးလန်းတိုင်လိုက်ရမယ်မလိုက်ဘူးဆိုရင်ဘာဖြစ်မလဲခင်ဗျားတို့ဖက်ခံရမယ်ခင်ဗျားတို့ကတော့ဖက်ခံရမခံရမသိချာဘူးဘာလို့လဲဆိုတော့တိတ်ပြီးတော့လူမသိတော့လူသိတဲ့လူတွေဘုရားတော့ကြိုက်တယ်ပေါ့ဖက်ခံရလိမ့်မယ် နောက်ဆိုတော့ကြာကြာဝမ်းမြေတော့အယူကြီးချောင်ရမယ်ဒါပဲရှိတယ်။ကြိုက်သေးရှည်သေးမကြိုက်သေးဖြစ်စေမချစ်တော့လည်းအောင်ကန်နိုင်ရမယ်။ဘာကြောင့်မချစ်ပဲအောင်ကန်နိုင်ရမလဲ။ဆိုရကိုယ်တိုင်ကပါတီဆောင်ဒီမိုကရေစီစနစ်နဲ့ရွေးကောက်ပွဲကျမှပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေခံတဲ့နော်နိုင်ငံတော်တတိတိဆောက်ပါမယ်လို့နိုင်ငံရေးအမခန့်ချပေးထားတဲ့တော့ဖြစ်တယ်။ဒါကြောင့်မကျွန်မတို့က NLD ဆွဲနာမည်ကြတာနဲ့ချွတ်ကျဲနေကြရမလို့ NLD ဆွဲနာမည်ကိုလည်းမရှိတော့ဘူး။ NLD ပါတီကိုနတ်ဆာကအစိုးရလက်ရှိတက်မတော်အစိုးရကဖျက်တာမဟုတ်ဖ ೇನೆ ။သူတို့ကိုယ်တိုင်ကရွေးကောက်ပွဲမှာ ဝေပြိုင်ဖို့ UEC ကိုနိုင်ငံရေးပါတီမှတ်ပုံတင်မတင်တဲ့အတွက်ပါတီကိုဖျက်သိမ်းလိုက်ခြင်းတာဖြစ်တယ်။အစိုးရကဖျက်လိုက်မှချင်းမဟုတ်ဘူး။ဒါဆိုရင်ပါတီမှတ်ပုံတင်မတင်တဲ့လို့ပါတီပြတ်သွားပြီ။အဲ့ဒီပါတီကိုအမည်တင်တဲ့မှတ်ပုံတင်ပြန်ပြီးတင်လို့ရောက်ပါလျက်နဲ့မတင်ဘူးတည်။ NLD ကိုအမှတ်တကယ်တင်းကုတ်ပြီးတော့ NLD ကိုအမှတ်တကယ်ပြန်တက်နေတာ NLD ဒေတာဖြစ်တယ်။နော်။သူ့ရုံးနဲ့သူ့ပြန်ထိုးထိုးတဲ့လောက်ရက်တွေဖြစ်တယ်။ဒီအတွက်ကျမတို့ကကြားရက်ကနေပြီးတော့လုံမကြီးလုံးပြီးအလုံးမအလုံးမခံနဲ့။နော်။ အဲဒီဒေါ်ဆန္ဒမင်းတို့ဒီလည်း NLD ပဲเนาะဥကိုကိုကြီးတို့ဒီဒေါ်နာဒေါ်ဒေါ်ညိုညိုသိန်းတို့စသည်ဖြစ်ပေါ့เนาะလက်ရှိပြည်တွင်းမှာရှိနေတဲ့လူထင်နဲ့ပြည်ပမှာရှိနေတဲ့ NLD တွေတော်တော်ချင်းချင်းဝိဝါဒကွဲကြလိမ့်မယ်ကျမတို့ကသူ့ရိုးနဲ့သူ့ပြန်ထိုးလိုက်ရင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်လိုက်ရှင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်ပြီသူ့ရိုးနဲ့သူ့ပြန်ထိုးဖို့အတွက်နိုင်ငံရေးသမားတွေကနိုင်ငံရေးပြည်ရဲ့ကိုတုံးချမှာပဲဆိုတော့ကျမတို့ကစကားပြောတဲ့အခါမှာလည်းစကားပြည်ရဲ့ကိုတုံးရတယ်စကားချင်းစင်ခွန်မှာအဲ့ဒီလိုမျိုးဟိုစကားပြောနည်းတွေပါတယ်ချိုးလို့ချင်တာက NLD ဆွနေမယ်ကြားရုံနဲ့ကြွကြဲနေတာမလို့ NLD ပါတီကိုတင်းကိုလိုက်ချင်း NLD ပါတီကိုတင်းတက်လိုက်ချင်းကကျမတို့မဟုတ်ဘူးသူ တို့ NLD ပါတီဝင်အချင်းချင်းသာဖြစ်တယ်သူတို့လူတွေကသူတို့ပါတီကိုပြန်တက်လိုက်ကြတာအဲ့ဒီအတွက်ဒီ NLD ကနေပောက်ခွာလာတဲ့လူတွေကိုဒေါ်ဆန္ဒမင်းတို့လို့ဒေါ်ညိုညိုသိန်းတို့လို့နောက်ဒီခု60ကျက်ကမျိုးဆက်ဦးကကိုကြီးတို့လို့နမဦးပဲဦးစိန်ဝင်းတို့ပြောတင်တာမဦးပဲဦးစိန်ဝင်းကခုရွှေကောက်ဝဲဝဲမဝဲမသိဘူးဘာလို့လဲဆိုတော့လက်ရှိမှာရွှေစီကနေပြောအတိမဲ့ပြုထားနေတဲ့နိုင်ငံလုံးတိုင်းတိုင်းနဲ့ဝင်ပြိုင်မဲ့ပါတီကလက်ချိုးရည်လို့၁၀ချောင်းမပြေဘူးပါတီ၁၀ခုမရှိဘူးเนาะဆိုတော့ကျမတို့ကဒါကြီးကိုအတက်ဖိနေထားကြမလို့ တင်လေးကြီးလေးငားလိုက်လေးလွတ်ပေးထားမယ်အဲ့ဒီမှာတို့တို့ချင်းချင်းတို့စကောင်းကွဲကြလိမ့်မယ်တို့တို့ချင်းချင်းပြဿနာတက်ကြလိမ့်မယ်သူ့ရိုးနဲ့သူ့ပြန်ထိုးသူ့ရှုံးနဲ့သူ့ပြန်ပက်တို့တို့ချင်းချင်းပြန်တက်လို့တို့တို့ချင်းချင်းဇက်ကောင်ကွဲပြီးတို့တို့ချင်းချင်းပါတီပြတ်သုံးသွားတယ်ဒါလည်းကျမတို့ဆိုလိုချင်တဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တာပဲဒါဒီစကားတွေတကယ်တော့ထုတ်ပြောရမယ်စကားတွေမဟုတ်ဘူးထုတ်မပြောလို့မရတော့အောင်ကျမကိုပြဿနာရှာနေတဲ့အတွက်ထုတ်ပြောရခြင်းဖြစ်ပါတယ် AAC စစ်တင်နန်းတက်မဲ့လူငယ်တွေကိုမြေပုံဒေသခံတွေရခိုင်မင်္ဂလာစီတော် TV လိုက်ပါပို့ဆောင် အာရခတ်တတော် AAC စစ်တင်တန်းတက်ဖို့သွားတဲ့လူငယ်တွေကိုရခိုင်ပြည်မြေပုံမြို့နယ်ဒေသခံတွေကရခိုင်မင်္ဂလာစီတော် TV လိုက်ပါပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။မြေပုံမြို့နယ်ကဝေးလံခေါင်ဖျားတဲ့ဒေသကြီးရွာတွေကနေ AAC စစ်တင်တန်းတက်ရောက်ဖို့လာကြတဲ့ရာနဲ့ချီတဲ့လူငယ်တွေကိုဒေသခံလူကြီးလူငယ်အမျိုးသမီးအမျိုးသားတွေကဝမ်းသာအားရနဲ့ကြိုဆိုပြီးတော့ရခိုင်မင်္ဂလာစီတော် TV တောင်းတောင်းဖျားဖျားလိုက်လံပို့ဆောင်ပေးခဲ့ကြတယ်လို့မြေပုံဒေသခံအမျိုးသမီးငယ်တယောက်ကနှိမ့်ရင်စရာကိုပြောပါတယ်။ ဒီလူငယ်တွေကဝေးလံခေါင်ဖျားတဲ့ဒေတာတွေကလာကြတာမိုးရသည်မှာတော့ခက်ခက်ခဲခဲလာကြတဲ့သူတွေကိုကျမတို့အနေနဲ့ပြည်သူတရားအနေနဲ့လိုက်လိုက်လဲလဲကြိုးဆိုပါတယ်လို့ပြောပါတယ်။